2012ခုနှစ်ဒီဇင်ဘာလ25ရက်နေ့ကရှမ်းပြည်နယ်ဟဲအိုးလေစိမ်းအနီးအဘကန်လေးကျောင်းလိုက်မှ HY AGC လေရင်မတော်တဆမှုဖြစ်ပွားရမှာဒဏ်ရာရရှိခဲ့တဲ့အမေရိကန်နိုင်ငံသား2ဦးက ဥတည်စာနဲ့ကုမ္ပဏီ၅ခုကိုရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှာတရားစွဲဆိုခဲ့ရာမလ21ရက်နေ့ကစတင်စစ်ဆေးခဲ့တယ်လို့သိရပါဗျ။ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ရုံးအမှတ်9မှာအမှုကိုလက်ခံစစ်ဆေးတာဖြစ်ပြီးစတင်ရုံးချိန်နဲ့မလ21ရက်နေ့မှာဥတည်စာကရုံးကိုလာရောက်ခဲ့ပေမဲ့တရားသူကြီးမအားလက်တာကြောင့်စစ်ဆေးကြားနာခြင်းမပြုခဲ့ရဘဲထပ်မံရုံးချိန်ခဲ့ရတယ်လို့သိရပါဗျ။အဲဘက်ကလေကြောင်းလိုက်မှာ HY AGC လေယာဉ်မတော်တဆမှုဖြစ်ပွားရမှာပါဝင်တဲ့အမေရိကန်နိုင်ငံသား2ဦးဟာမီးလောင်နေတဲ့လေယာဉ်အတွင်းပိတ်မိပြီးပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တဲ့အတွက်နစ်နာကြေးအနေနဲ့စက်သိန်းပေါင်းတသိန်းနစ်နာကြေးရလိုကြောင်းတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။တရားစွဲဆိုရမှာ Elbagan Limited, Elbagan Holding Pte Limited, Two Group of Companies, Two Tradings Company Limited နဲ့ Two Tradings Group of Company တို့ကိုတရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီလိုတရားစွဲဆိုမှုနဲ့ပတ်သက်ပြီးဥတင်စာရဲ့ Facebook စာမျက်နှာမှာမိမိနဲ့မိမိတည်ထောင်ပေးထားခဲ့တဲ့ Evergan Company Limited အပါအဝင်အခြားသက်ဆိုင်ခြင်းမရှိတဲ့ကုမ္ပဏီတွေကိုပါအမေရိကန်နိုင်ငံ၊ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတို့မှာမမှန်ကန်တဲ့ဆွဆွဲချက်တွေနဲ့တရားစွဲဆိုခဲ့တယ်လို့យေတာထားခဲ့ပါတယ်။အမေရိကန်နိုင်ငံသား2ဦးကမြန်မာနိုင်ငံမှာစက်သိန်းပေါင်း3သိန်းနှစ်နာကျေရယူလို့မှုအတွက်၎င်း ထိုင်းနိုင်ငံမှာအမေရိကန်ဒေါ်လာ10သန်းနှစ်နာချင်းရယူလိုမှုနဲ့၎င်းတရားစွဲဆိုထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာခရီးသည်အဖြစ်လိုက်ပါရင်တည်ဆောင်းခဲ့ရသူမတ်နွယ်လင်းရှိန် ဆိုင်ငယ်စင်းရင်သေဆုံးခဲ့ရသူဥပြတို့အတွက်လည်းအာမခံကြေးရရှိအောင်ဆောင်ရွက်ဆဲဖြစ်ကြောင်းကိုလည်းထူးကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ဒါပေမဲ့ထူးကုမ္ပဏီထံကစုံစမ်းသိရှိချက်အရဆိုပါကအာမခံကုမ္ပဏီဘက်ကမြန်မာနိုင်ငံကအသက်သေဆုံးတဲ့အထိနှစ်နာခဲ့ရသူတွေအပေါ်ပေးရလိုတဲ့ငွေပမာဏကအများဆုံးအဖြစ်အမေရိကန်ဒေါ်လာ2000ကျော်သားပေးရလိုကြောင်းနေပါလုံးနဲ့အတွက်အဲဘကန်ကတာဝန်ရှိသူတွေကထပ်မံတောင်းဆိုညှိနှိုင်းပေးလျက်ရှိရလို့သိရပါဗျ။